ားလုံးပဲမင်္ဂလာပါ UK Messi ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တဲ့အားလုံးမင်္ဂလာပါ Champion Paris Saint-Germain ပေါ်လေလက်ရှိ Champion PSG နဲ့ Louis Simique ကိုဘယ်သင်းတွေတားဆီးနိုင်မလဲအဖွင့်ပွဲမှာ Atlanta ကို၄ဂိုးပြတ်နေနိုင်တယ်ပါဆိုနာရဲ့ဒါအိမ်ကွင်းကိုလာပြီးတော့သူတို့ နှစ်ဂိုးတစ်ခုနဲ့အတိုင်ရပြီးတော့အခု Bayer Leverkusen ရဲ့အဝေးကွင်းသွားပြီးတော့7-2နဲ့နိုင်ပွဲရတယ်7-2မှာသူတို့ဘက်ကဇဗန်းကြီးထုတ်ခံရတယ်ဟိုဘက်က Andrit ထုတ်ခံရတယ်တယောက်စီထုတ်ခံရတယ်အင်ရှင်ဖြစ်တဲ့ Leverkusen ကပန်နတီနှလုံးရတယ် Grimaldo အလုံးလွဲချော်ပြီးတော့နောက် Alex Ellis Garcia ကနှစ်ဂိုးသွင်းတယ်ဒါပေမဲ့ Paris Saint-Germain ဟာတကယ့်ကို attacking force တကယ်ဆိုရင်ပြဒီနေ့ ဒါဒီ draw nervous မပါဘူးတံပေးလီပွဲထွက်မပါဘူးကွန်ဇာလူကရာမော့စ်ကိုလည်းနီးပြားကအရန်ပါပဲထားတယ်အပြောင်းလဲတွေလုတ်ထားလဲ fully fit မဖြစ်တဲ့ markinho အရန်ပါပဲရှိတယ်ဒါပေမဲ့ psg ဟာလုံးဝ different level ပဲ leverkusen ကွင်းသွားတယ်စောစောစီးစီးပဲ psg ကိုတွင်းထားတယ်အိုက်ဦးဆောင်ကိုနဲ့ပဲ psg ကပွဲကိုထိန်းချုပ်ထားတယ်ဒါပွဲအစပဲရှိတယ် paris saint germain အသင်းက သူတို့ရဲ့ဥဆောင်ကူကိုဒါဒီဝီလျံဘာချိုကတွင်းတယ်ဒါပေမဲ့လည်းဒါ38မိနစ်မှာအလက်စစ်ကာစီယာအဲ့မတိုင်ခင်မှာဂရီမယ်ဒိုပနတီရတယ်ပနတီလွဲချိုခဲ့ပြီးတော့မှအန်ဒရီရောဟိုဘက်ကစပန်းကြီးရောထုတ်ခံရတယ်နောက်သိမ့်မကြဘူးတစ်ဖက်နဲ့တစ်ဖက်ထုတ်ခံရပြီးတော့မှဒါကာစီဒီအလက်စစ် အလက်စစ်ကာစီယာကပယ်နတီကနေတကူးပြန်သွင်းတယ်။ဒါပေမဲ့ပထမပိုင်းပီဂန်ဒီမှာဒူဝေနဲ့ဗိုင်းရပ်စ်ကယ်လီယာကတကူးစီသွင်းလို့ပါရစ်စိန့်ဂျာမင်းကပထမပိုင်းမှာတင်ဒါဘယ်လိုပြောမလဲ။ဒီထုံးစံတိုင်းပေါ့လေ။ဒူဝေကပထမပိုင်းမှာ ဒီဘလူးဘန်နောက်ထပ်တကူသွင်းပြီးတော့ပထမပိုင်းပြီးသွားတဲ့ half time ပြည့်အချိန်မှာ Paris Saint Germain က4-1နဲ့ဖြတ်ထားတယ်။အဲ့မှာလည်းကျွန်တော်သိတယ်ထပ်သွင်းဖို့ပဲရှိတယ်။ဒူဝေကလည်းဒီ chart တွေကပြီးခဲ့တဲ့နေ့က Champions League ရဲ့ young player ရထားတာ။ဒီနေ့ပွဲမှာတယောက်တည်း hat trick သွင်းခဲ့ပြီးတော့မှနောက်ပိုင်းမှာ Nuno Mendes နဲ့ပွဲပြီးကနေမှ Dembele နဲ့ Vitinha သွင်းပြီးတော့ဟိုဘက်ကဒါဘလူးဘန်လည်း Garcia လုံးသွင်းတယ်။ဒါပေမဲ့အခုဒီနေ့ပွဲမှာ၃ goal သွင်းတဲ့ ဒက်စီဒူအေကိုကျော်ပြီးတော့နူနိုမန်တက်စ်ကမန်တော့တမရတယ်အဲ့ဒါကိုကြည့်ကြအပြင်မှာဒီနူနိုမန်တက်စ်ကဘလောက်ထိကောင်းလဲဆိုချက်ဒီအိုက်ချာတေးကလက်ရှိကမ္ဘာအကောင်းဆုံး left back တော်ကောင်းတယ်ဗျာပေါ်တူဂီအတွက်ရောပဲရစ်စင်ဂျာမင်အတွက်တကယ်ကိုရွှေပဲဖြစ်ပြီးတော့ဒီချာတေးလေးကတောက်လျှောက်ချေသွမ်းဗျာအခုဆိုရင် PSG က back to back away goal နှစ်ပွဲဆက်နဲ့သူတို့က goal difference ရထိတ်မှဥဆောင်နေအဲ့ဒီအချိန်မှာ inter milan inter milan နဲ့ကောင်းတယ်ဗျာဒါအခု ခရစ်ရှင်ခီဘူးကအစောပိုင်းလေးနည်းနည်းလေးရိမ့်နေပေမဲ့အင်တာမီလန်ကအရင်တည်းကဟန်ချက်ညီတဲ့အသင်းဖြစ်ပြီးတော့အဝေးကွေးအူနီယံစိတ်ကိုလီကိုပြတ်ထားပါတော့အူနီယံစိတ်ကအလောက်ကြီးမကောင်းတဲ့အသင်းဆိုသည့်တိုင်အောင်ဒါအခုလက်ရှိမှာဒန်ဆယ်ဒန်ဖရီရဲ့တောက်တစ်ဖက်ကလော်တာရိုမာတီနက်စ်ရဲ့ပြီးတော့မှဟာကန်ချာနလိုလူနဲ့အက်စပိုစီတိုတို့ twin goal တွေနဲ့အင်တာမီလန်လည်း3 goal ပြတ်4 goal ပြတ်နိုင်တယ်အင်တာမီလန်လည်းအခုဆိုရင်အာဆနယ်လိုပဲ ချန်ပီယံလီမှာပေးကိုမရှိ၃ပွဲလုံးနိုင်တဲ့အသင်းဖြစ်ပေမဲ့အန်တိုနီယိုကွန်တီရဲ့နာပိုလီက PSV အိုင်ဟိုဗန်ကို6-2နဲ့ရှုံးနေအခုအန်တိုနီယိုကွန်တီရဲ့နာပိုလီကလေမနစ်ကတော့တိတ်မတောင့်တင်းဘူးဗျာမနစ်ကသူတို့ရှုံးသွားရင်တော့အဲ့လိုကိုပြက်တွေတိတ်ရှုံးဘူးဒီအာဒီမှာသူတို့ရှုံးရင်ကိုပြက်ဒီမန်စီးတီးကိုသူတို့တယောက်ထုတ်တယ်ဒီနေ့ပွဲလည်းတယောက်ထုတ်ခံရတယ် ဒါပေမဲ့အန်တိုနီယိုကွန်တေရဲ့အသင်းကတကယ်ကိုဆူဆူဘွားဖြစ်ပြီးတော့ဂိုးပြက်ခြေဘက်စကော့မက်ထိုမနီတယောက်ထဲနှစ်ဂိုးသွင်းခဲ့ပေမဲ့ PSV အိုင်ဟိုဗန်ကနာပိုလီကို6ဂိုးထိသွင်းသွားတာ6ဂိုးထိလုံးဝကိုလှုပ်လို့မရဘူးဒီနေ့နာပိုလီနဲ့ဒီဘယ်လိုပြောမလဲကွန်တေရဲ့အသင်းကအမားပေါက်မြောင်များစွာနဲ့ဇက်တိုက်ဂိုးတွေပေးခဲ့ရပြီးတော့သူတို့ဂိုးပြက်သွင်းခံလိုက်ရတယ်ဒါမှဒီနေရာမှာလုံးဝပေါ့လေအခုကျွန်တော်တို့လက်ရှိကြည့်တဲ့အထက်မှာခြေစွမ်းဒါလုံးဝ PSG ကတော့လုံးဝ next level ပဲ ်ဘာဆိုနာကစားသွားတာလေအေးဆေးဆေးပဲကစားသွားတယ်။နောက်အခုလီဗာပူးစင်ကွဲမှာလည်းအေးအေးဆေးဆေးပဲထပ်ပြီးကစားတယ်။အခုကအခု လောလောဆယ်မှာအင်တာမီလန်ကတော့သူတို့အမြဲတမ်း solid ဖြစ်တဲ့ပုံစံချန်ပီယံလိပါဆို solid ဖြစ်တဲ့ပုံစံကောင်းကိုဆက်ပြနေတဲ့အချိန်မှာနာပိုလီ struggle ဖြစ်နေတယ်။ဒါပေမဲ့အခုလောလောဆယ်မှာ PSG ကတော့သူရဲ့ level တစ်ခုကိုဆက်ပြီးပြသနေသေးပါအားလုံးကျေးဇူးတင်ပါတယ်။